ားလုံးပဲမင်္ဂလာနဲ့နှခင်ပါ welcome back to my channel so ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ရဲ့တနေ့တာ nutrition ပေါ့နော်ကျွန်တော်အဲဘာတွေစားလဲဘာတွေတောက်လဲကျွန်တော်စားမှာမှန်သမျှအကုန်လုံးကိုဒီနေ့ဗီဒီယိုမှာပြသပေးသွားမှာဖြစ်ပါတယ် so ဒါကတော့အခုလက်ရှိကျွန်တော်ရဲ့အဲ body ပေါ့နော် so ဒီ body ကအရင်အကောင်းကြီးလည်းမဟုတ်ဘူးကျွန်တော်သိတယ်ဒါပေမဲ့ဒီ body ရအောင်ကျွန်တော် ဘယ်လို nutrition တွေဘယ်လိုထည့်ရလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြသပေးပါမှာဖြစ်ပါတယ်ပေါ့နော်ဆိုကျွန်တော်ပုံမှန်စားနေကြအတိုင်းပဲကျွန်တော်ပြမှာကျွန်တော်လုံးနေကြအတိုင်းပဲကျွန်တော်ပြမှာကျွန်တော်ဒီဗီဒီယိုရိုက်လို့ဆိုပြီးတော့ကျွန်တော်ပို့ပြီးတော့လုံးပြမှာလေတမင်တသက်စားပြမှာလေမရှိဘူးကျွန်တော်လုံးနေကြအတိုင်းလုံးပြမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ let's get right into it ကျွန်တော်ကလည်း creatine တောက်ပြီးွားရေး ဖြစ်တင်းပြီးတော့ breakfast ကကြတော့ပုံမှန်လုံးနေကြတဲ့အတိုင်းပဲကျွန်တော်ပုံမှန်ဆိုကြုံနှလုံးပြုတ်တယ်အုံမီစားမယ်ဆိုတော့ဒီအမနက်စားတော့ဒီအူစားနေရမနက်စားကျွန်တော်မနက်တိုင်းစားတာဖြစ်တယ်ဒီနေ့မှစားတာလည်းမဟုတ်ဘူးကျွန်တော်မနက်တိုင်းကိုဒီຢာကြီးပဲ breakfast ကိုတော့ကျွန်တော်ဒီလိုမျိုးကျန်းကျန်းမမာ clean ဖြစ်ဖြစ်လေးစားရပါတော့ကျန်းတဲ့ဟာတွေမှကျွန်တော်နည်းနည်း you know ဆိုတော့ကျွန်တော်ရဲ့ breakfast ကိုဘယ်လိုလုပ်လဲပြပါမယ်ကျွန်တော်ကြုံစားပြုတ်မယ်ပေါ့နော်ဒီဒီ order wallet ကိုရေထည့်ပါတော့ဟိုဒီထဲကိုကြောက်နှလုံးထည့်ထားမယ် ပြီးတော့ကျွန်တော်ဒီအိုးကိုကြည့်နေစရာမလိုဒီကနေပြီးတော့ကွဲတెంပရေချာကိုညပြင် timer နဲ့ကျွန်တော်ဆို9မိနစ်ပုံမှန်လုပ်တယ်ပေါ့နော်ဆိုဒီမှာ9မိနစ်ထားထားလိုက်ပြီးရင်သူ့ဘက်သူဟိုဟာရက်သွားမယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ကြုပ်ပြုတ်နေတော့အုံမီလုံးမယ်ပေါ့နော်ဆိုတော့အုံမီရဲ့ ratio တွေကိုကျွန်တော်ပြောပြမယ်ဘာဖြစ်လဲလို့ပြီးတော့ကိုကြိုက်တဲ့ oak brand ပေါ့နော်အခုပြီးရင် chia seed ပြီးရင်ကိုကြိုက်တဲ့ nuts တွေကျွန်တော်ဆိုဒီ mix နဲ့သုံးတယ်လေကြာစီပါမယ်ကွာစီပါမယ်သီဟိုစီပါမယ် almond ပါမယ်အဲစပီတီကြောက်လေးပါမယ် strawberry ကြောက်လေးပါမယ်အဆုံးပေါ့နော်ဆိုကျွန်တော်ဒါအောင်သုံးတယ်အုံမီဘလိုလောရမလဲဆိုတော့သုံးကြတိုင်းကဒီဟာဒီ scoop နဲ့ပေါ့နော်1 scoop နဲ့1 scoop ဒါ almond milk almond milk နဲ့1 scoop တော့ပြည့်တယ် almond milk ကြီးပဲဆိုရင် ရန်ပြစ်တော့အဲ regular mix regular mix ဆိုပေမဲ့ဒါကတော့ low fat ချင်တယ်သူလည်း1 scoop နည်းနည်းပို့ချင်တယ်ကျွန်တော်နည်းနည်းကြဲကြဲကြဲတော့ကိုကပြစ်ပြစ်ကြရင်တော့ကိုကြဲတဲ့လောက်ထဲပေါ့နော်ကျွန်တော်ကနည်းနည်းကြဲကြဲလေးစားရကြဲလို့နည်းနည်းလေး ိုးချလိုက်လဲဆိုတော့ ratio ကဟို ratio ကကြတော့ဘယ်လိုသွားလဲဆိုတော့ဒီအုပ်မှာ1 scoop ဆိုရင်ရေက2စဖြစ်နေရပါတော့เนาะရေက2စဖြစ်နေမှာဆိုတော့တစကိုကျွန်တော် almond milk ထည့်တယ်နောက်တစ်စကို noan milk ထည့်တယ်ပုံမှန် noan milk ကြီးပဲ2 scoop ဆိုလဲရတယ်ဒါပေမဲ့အရင်ကျဲသွားလိမ့်မယ်ဆို recommend ပေးတာတော့ almond milk 1 scoop and real milk 1 scoop ဒီချာလေးမှုရပါ alright ဒါပါတခြားနေပြီးသွားဆိုရင်ဒီ microwave တဲမှာ median heat နဲ့2 minutes ဆိုရရပါတော့ဒီမှာလည်းတစ်ခုစောင့်နေဒီမှာလည်းတစ်ခုစောင့်နေ လူလိုလေး breakfast ဆိုတာကျန်လက်ချက်ပါတယ်ဆိုတော့ဒါတွေကအဓိကအဖြစ် fiber ပဲပေါ့နော် fiber ပါမယ် protein ပါမယ်ဆိုတော့မနက်စာရောပုံမှန်ဒီလိုမျိုးလေးပဲလို့စပြပြပေါ့နော်ဆိုတော့ minute ပြပါပြီဆိုတော့ဒီလိုပုံစံလေးရရှိပါပြီအဲ့ဒါကိုအေးခံအောင်လို့ပေါ့နော်အဲ့ဒါကိုအပေါ်ကဒီ mix net လေးဖြူမယ်ပြီးရင်ဒါတော့ခြေရစည်းပေါ့နော်ခြေရစည်းကို one scoop လောက်ထည့်မယ်ပြီးရင်ဒါကပြားရည်ပြားရည်ကိုလည်းနည်းနည်းအပေါ်အချိုးတက်လေးနည်းနည်းလောက်ပဲ အဲရပြီလားဆိုအများကြီးမသုံးဆိုဒါ breakfast တစ်ခုမပြီးသေးဘူးကြက်ဥစားပါအောင်ပဲအဲဒီထက်ကြက်ဥပြီးတော့အေးခံမှာဖြစ်ပါတယ်ပြုတ်ထားရေတော့တော့လိုက်ပြင်ရှိအေးထဲလိုက်ဆိုကြက်ဥရပြီကြက်ဥကဘယ်လိုဖြစ်အောင်လဲဆိုတော့အခါကြက်ဖြစ်အောင်မယ်ပေါ့နော်အခါကြက်ဖြစ်တော့ဟို တောက်ရတာအရသာလည်းရှိတယ်ပြီးတော့အများကြီးတက်ဝင်တယ်ပေါ့နော်ဗိုက်တမင်ပြည့်ပါအောင်ကျွန်တော်ဟို food scale မရှိတော့ကျွန်တော် protein ဘလောက်ပါတယ် carbohydrate ဘလောက်ပါတယ်တော့ကျွန်တော်ပြောပြတော့ပေါ့နော်အဲနောက်မှ food scale ဝယ်ပြီးတခြားချိန်ပြီးတော့ပြောပြမယ်အခုကတော့ကျွန်တော်တစ်ခါမှလည်းမချိန်ဘူးကျွန်တော်ဒီတိုင်းပဲအကုန်လုံးမှန်းစားနေရပါတော့ကိုကကြောက်ဥများစားခြင်းတစ်ခုခုတော့သူ့ကိုပြန်လောင်ကြွမ်းမဲ့ဟာတစ်ခုခုတော့လုပ်ပေးပါတော့ဒါကြီးပဲဆိုင်တော့ cholesterol တွေအရန်တက်ကုန်လိမ့်မယ်နှစ်ခုနှစ်ခုလောက်ကတော့ကိစ္စမရှိပါဘူးပြီးတော့ဒီဟာရဲ့ topping ကတော့စားလေးနည်းနည်းပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်ရဲ့ breakfast ပုံစံလေးကတော့ဒီလိုလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒါလေးတွေကိုဖျားဆွံ့အောင်ရင်တော့ကတ်လိုက်အောင်ပဲ။ဒါပေမဲ့ breakfast ကမပြီးသေးဘူး။နောက်ထပ်ကြံသေးတယ်။ဆိုတော့နောက်ထပ်တစ်မျိုးကတော့ဒိန်ရင်ဖြစ်ပါတယ်။ဆိုတော့ဒိန်ရင်ကိုဘယ်လိုလုပ်စားလဲဆိုတော့ Greek yogurt ဆိုရင်တော့ပိုကောင်းတယ်။ဒါပေမဲ့ကျွန်တော်ကဒီ low fat ဒိန်ရင်လေးပိုဆေးသက်သာလို့ပေါ့။ Greek yogurt ဈေးနှစ်ဆလောက်ကြည့်ရကျွန်တော် Twitter ကဒီ low fat နဲ့သူကလည်းသူ protein ပါမယ်။ကောင်းတဲ့ fat လေးပါမယ်။ကောင်းတဲ့ bacteria လေးပါမယ်ပေါ့နော်။အဲတော့ကျွန်တော်ဒီရောက်လဲ1 2 3 4 four scoop ထည့်ပါနော်။အဲ four scoop ကိုသူ့ကိုလည်း chia seed ထည့်ထည့်မှာဖြစ်ပါတယ်။1 scoop လောက်။သူ့ကိုလည်းသိချင်မှာ။ဒီလိုပုံနဲ့မျိုးလေးဖြစ်သွားပါနော်။ဆို chia seed ရဲ့သဘောတဘာဝရေဟိုစုပ်တဲ့အတွက်ကျွန်တော်ဒီရောက်တော့15မိနစ်လောက်တော့ငှက်ထားရမယ်ပေါ့နော်။ဆို topping ကကြတော့မပြောသေးဟို chamois ထည့်မှာဖြစ်ပါတယ်။ ဆို very first နောက်တစ်ခုကကြတော့ဒီလိုမျိုးလေးညရလာမသိကျွန်တော် breakfast ကိုတော့ကောင်းကောင်းဝေါ်ဝါလင်းနေတေချာစားရပေါ့နော်ရားရတာစားနေတာစားအဲ lunch နဲ့အထင်တာကိုတော့ကြိုက်လို့ဖြစ်တယ်လို့စားရတယ်ဒါပေမဲ့ဒီ breakfast ကိုတော့ clean ဖြစ်ဖြစ်စားရပေါ့နော်ဆိုတော့ပြီးပြီချိန်ဝါပါလိမ့်မယ်မပြီးသေးပါဘူးဘာလို့အောင်လဲဆိုတော့ကျွန်တော် black coffee တောက်ပါမယ်ဆိုတော့ coffee အတွက်အဲဒီကတော့ drip coffee လုပ်တဲ့ဟာပေါ့နော်ဆိုတော့ကျွန်တော် coffee လောက်တာကျွမ်းတဲ့လူလည်းမဟုတ် drip coffee လောက်တာလည်းအဲ့တော့မကျွမ်းဘူးနော်ပုံမှန်ဟို instant coffee ထက်တော့အများကြီးပိုပြီးတော့ကျန်းမာရေးကောင်းမယ်ပိုပြီးတဲ့ coffee စစ်စစ်အရသာကိုခံစားမယ်ပေါ့နော်အဲ့ဒါချင်းမျိုးလေးဖြစ်သွားတယ်ဆိုတော့ junior တည်ထားရပြီပေါ့နော်ဒီ coffee ကြတော့ three scoop ပြီးရင်ဒီ2လေးတစ်ချောင်းယူပြီးတော့ဆိုတော့ဖြန့်ပြီးပေါ့နော်မှွားပြီးလို့ပြောအောင်ရပါပြီရင်းနှီးစုတာကိုကျွန်တော်စောင့်မှာဖြစ်ပါတယ်ဆိုတော့ဘယ်လိုထည့်ရလဲဆိုတော့အလေကနေတစ်ခါအကြာကြီးပြီးတော့မှ wait go ပြန်ဒီ drip တာကိုခဏဆောင်ဒီရောက်မှာဟိုမီလီလီတာလေးပါတယ် hot americano ဟိုတောက်မှာဆိုတော့ဒီ pre scoop ဆိုရင်200 ml လောက်ထိကျွန်တော်ထည့်လို့ရတယ်အဲ ice americano ဆိုရင်တော့100 ml 150လောက်ဆိုရင်တော့ရေကတော်ပြီပေါ့နော်ကျွန်တော်ကတော့ hot americano ဆိုတော့ရေနွေးကိုတော့200လောက်ထိထည့်မယ်အဲအကောင်ကောင်ပြီဆိုရင်ဖီလ်တာလေးကိုဖယ်ပြီးတော့ ဲတုံးဆောင်လို့ရပါပြီဆိုတော့ breakfast ကိုကြည့်ပြီးတော့စားတာအရင်အဲ clean ဖြစ်ပြီး lean ဖြစ်ပြီးများရဲ့ထင်ကောင်းထင်နိုင်မယ်ပေါ့နော်ဒီ breakfast တခုပဲဒီလိုစားတာပေါ့နော်နောက်ကြံတဲ့ဟာတွေတော်တော်များများကိုကျွန်တော်ပုံမှန်စားနေရတဲ့အတိုင်း မြန်မာထမင်းဟင်းစားတယ်ငပိရီပါအဲ့လိုမျိုးတော့စားရင်စားတယ်ပေါ့နော်ဆိုတော့ဒီမနက်စာတီတစ်ခုပဲကျွန်တော် clean ဖြစ်ဖြစ်စားတယ်ဆိုတော့ဒါပါပဲမနက်စာတော့ထားပါပဲကျွန်တော်စားလိုက်ပါအောင်မယ်ဆိုတော့ပထမဆုံးတစ်ခုစားမယ့်ဟာတော့ဒီကျုပ်အကကျက်ကိုအရင်စားတယ်ဆိုတော့ကျုပ်ကဒီလိုပုံစံလေးပါနော်မနက်တိုင်းစားပါမယ်ဒါပေမဲ့မရိုးသေးဘူးဝန်တောင်ပင်ကော်ဖီလေးနဲ့ဟင်းဒါကြတော့အုံမီ အာကောမာရီဒီဘက်ကနေဆိုမကန်တော့မပြောသေးနဲ့တိမ်ကျင်နေဖြစ်ပါတယ်ကျွန်တော်ရဲ့နေလစာဘာစားမလဲဆိုတော့ကျွန်တော်သိရပါတော့ဘာလို့လဲဆိုတော့မင်းညာချက်ထားလို့ဖြစ်ပါတယ်ဆိုတော့မင်းညာပုံရင်းလေးတွေကိုခဏကြည့်လိုက်အောင် တော့ပကံဆေးလိုက်ပါအောင်မယ်ပကံဆေးပြီးရင်ထမင်းချက်ပါပေါ့နော်ထမင်းချက်ရင်ပြန်တွေ့ပါအောင်ပကံဆေးလိုက်ပါအောင်မယ်အဲနှစ်ယောက်စာဆိုတော့၃ခွက်လောက်တော့ချက်မယ်ပေါ့နော်ပြဖက်စားပြီးရိုင်းဆပ်ပလီမန့်အနေနဲ့ကတော့ဒီမာတီဗိုက်တာပင်တောက်တယ်ပေါ့နော်ဝန်နဒေးစနေတလောက်ပါ ပြီးပါပြီ breakfast ကတော့ဆိုတော့ lunch စရင်ပြန်တွေ့ပါမယ်ခင်ဗျာ let's go ဆိုဆရာမကြီးရောက်ပါပြီအားရပါတယ်ဆိုတော့ငန်းပြားရေဒါတော့ QC တင်ပြန်ငါပြီးပါမယ်ပစွန်ကြောင်းမှုန်ပါမယ် MSG တွေပါမယ်အဲဒါလည်းဇာလည်းစက်သားမှုန်ထင်တာပဲအဲ့ဒါပါမယ်ပေါ့နော်ပစွန်ကြောင်းလည်းပါမယ်ဘာဘာလို့ဘာလို့ဘို့လုံးနေရတယ်အခုငွေသီးချွေနေရပါတော့ဘာချက်ဖို့ချွေနေရတယ်ဥမာဘာချက်ဖို့ချွေနေရတယ်ပြောပြတာလေ ဲ့ရောရဲသွားအောင်မချွေးဘဲနဲ့လာမယ်လေမိုက်သွားထားတယ်ဘာလို့မှလဲအဲ့လိုမယုတ်သေးစိတ်ငပီးကြဲလို့မယုတ်သေးစိတ်ငပီးကြဲတဲ့နားစိန်ထားလိုက်ဒါဆိုတော့ခဏစားထည့်ပြီးစိန်ထားမှာပေါ့နော်ဆိုတော့အခုကြက်သွန်ညီ၃လုံးနဲ့ကြက်သွန်ဖြူ၅လုံးနှိမ့်မှာဖြစ်ပါတယ်၃00ရှိလို့ယူလာရတယ်ထင်လို့လေဘယ်လိုတွေပြောနေရလဲစကားကိုအကုန်သက်သေထောက်ထားနေအကုန်ပါရနော် I love you ကျွန်တော်ကျွန်တော်ဘလို့နှိပ်စက်ခံလဲကျွန်တော်ဘလို့အသာတလုပ်တော့အဲ့လိုပြောခံရလဲဆိုတာဒီဗီဒီယိုမှာတက်သေးပါပဲကျွန်တော်ပြောဒီလိုမြင်မြင်သွားတယ်ကျွန်တော်ပြောဆေးရိုင်းမလို့ဆေးရမလို့လေဆီမှာဟုတ်ကဲ့အဲ့ဒါဘာလို့ကြက်တယ်နေကြဆေးရမှောပါတော့ဟာပြောလိုက်ဆန်းနေဘာလို့လဲဆေးလိုက်တော့ဘာဖြစ်လို့လဲငါပြောတာကိုယ့်ကိုမေ့သွားမေ့သွားရေပေါ့မဆေးဘူးမဆေးဘဲနဲ့ထဲရဟုတ်ဘူးမင်းတယောက်တည်းစားမှာမဟုတ်ဆေးဆိုဆေးလိုက်ရဆေးစီရမှာမလို့လားကျွန်တော်ပြောဘယ်သူဆေးရပြောငါဆေးရလေ ငါဘာဘာလို့လို့ဆေးရဲ့ဆိုအဲ့ဆိုအလူရောဘာလို့ဆေးအလူကအစည်းတွေတဲ့ပါတယ်ပြောဖုန်နေသေးနေပါတယ်ဒါလေးလေးဆေးလိုက်တော့ဘာဖြစ်လို့လဲတန့်တာပေါ့မဟုတ်ဘူးလားအဲ့ဒါကြောက်ဆိုဆိုဖက်ဆိုအော်ရအဲ့ဘယ်ရပြီလေဟုတ်ပါထဲ့တယ် နင်းမဟုတ်ပဲထဲရစနင်းရလှော်မှာဖြစ်ပါတယ်မလော်ပါဘူးလော်ရစီမှာမပါစနင်းရကြော်မှာဖြစ်ပါတယ်ချက်တော့မချက်သေးဘူးမဟုတ်ဘူးမျိုးလုံးတွေဆက်တယ်ချက်တော့ဖြူနေဒီတက်မှာဖြစ်ပါတယ်တက်လာတာမှစစ်တယ်ပဲရောင်နေမဟုတ်ထဲပဲအမျိုးဒီရထဲလိုက်ပြီပေါ့နော်ရှည်တကားပေါ့ဖွင့်ထားရတယ်မော်တော့ငါပြီးခေါ်တာပေါ့နော် ခါမှလည်းမစားဘူးတခါမှလည်းမချက်ဘူးတဲ့ဟင်းကိုရန်တမန်နဲ့ခိုင်ချက်တယ်မလေးရေဒီစိတ်ငပိချက်ဖြစ်ပါတယ်ဆိုတော့ lunch ကပါစားလဲဆိုတော့ဝတာအာလူနဲ့ပုံရွက်ကြောညိုသီးစိတ်ငပိချက်အန်ဒါကတော့ခေါ်ပြီးပေါ့နော်တို့စရာဆိုတော့ lunch ကတော့ဒါလေးစားရပါတော့အမြဲဒါကြီးပဲစားရမှာဟင်းကတော့ပြောင်းတယ်ဆိုတော့ lunch ကတော့ဒါပါပဲဆိုတော့စားပါတော့မယ်ပြီးရင်ရေချိုးပြီးတနေရာသွားစရာရှိသေးတယ် အေးချိုးလို့ပြီပေါ့နော်ပြီးရင်အပြင်သွားစရာတစ်ခုရှိသေးတယ်ပစ္စည်းတစ်ခုသွားရမှာပေါ့နော်ဆိုတော့ဘာပစ္စည်းလဲဒါတော့ပြီးမှပြောပြမယ်အဝယ်စားလဲပြီးတော့ပစ္စည်းသွားရလိုက်ပါဆိုတော့ဒါကျွန်တော်ရဲ့အခုလက်ရှိ physique ပေါ့နော်အော်အင်ဂျီလာဆိုတော့အခုကျွန်တော်လမ်းမှာပေါ့နော်ကျွန်တော်သွားနေတော့ဆီယမ်မအဟိုအလုပ်ထားမှပြောတယ်ဟင်း ချက်ထားမယ်ပြောတယ်ဘာချက်မလဲတော့မသိဘူးသူတော့ဗီဒီယိုလေးရိုက်ခိုင်းတာလေဘလို့ရိုက်ထားမလဲတော့မသိဘူးเนาะဆန်ကြည့်ကြည့်လိုက်မယ် meanwhile ကျင်းနဲ့ကြွတုံဖြူနဲ့ကမနေ့ကတခါတည်းနှက်ခရဲကအသားထဲမှာထည့်ပြီးသားဆိုတော့အခုစီးတက်တာတော့ကြွတုံဖြူပဲထည့်လိုက်တော့မယ်ပေါ့နော်အနီကတော့ပြီးမှလှီးပြီးထည့်လိုက်မယ် နေ့တင်းလာပြီဆိုတော့ဒီမျိုးအောင်ရေနဲ့ဆက်ပြီးတော့အုပ်ထားလိုက်ရပါတော့အားလုံးနဲ့တော့နေရခြားလည်းပါဖြစ်တော့ချက်တော့နေနဲ့အားလုံးလေးနဲ့ဖြစ်လိုက်တော့ပြန်အောင်ထားလိုက်အောင်ဆိုတော့ပြန်ပါပြီ အမောင်းစင်းလုပ်ပါမယ်အမောင်းစင်းလုပ်မဲ့ဟာတွေကတော့တလား17 pro ဖြစ်ပါတယ် shout out to my dad ဘူလက်ရှိသုံးနေရတော့14 pro ပေါ့နော်ဒါပေမဲ့ဒီအဘယ်လိုပြောမလဲဘက်ထရီကတိတ်မခံတော့ကင်မရာဖွင့်လိုက်တာနဲ့ဘက်ထရီကချက်ချင်းပူဖွင့်အောင်ပူပြီးတော့ဘက်ထရီကကျသွား sweet 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 oh size ကတော့တူတူပဲပေါ့နော်ဒီကနည်းနည်းပိုပေါ့ရတယ်ကျွန်တော်အခု14ကအစခိုင်ထားရတယ်ဆိုတော့ဒီဒီ size button တွေဘာတွေဒါပါခေါ်လဲ silent လုပ်တဲ့ဟာတွေဒီဒီအရေးပါကျွန်တော်ဘာမှမသုံးတတ်သေးဘူးပေါ့နော်14မှာအဲ့အရာတခုမှမပါဘူး phone ကာပါလည်းမရှိဘူးမှန်မကွဲလည်းမရှိဘူးဆိုတော့ဒီ door တွင်တော့သေချာသေချာခိုင်ရမယ်ပေါ့နော်ဖုန်းဆက်လို့ခလိုက်နော်အဲ့ဒီ indoor video တွေတော်တော်များများကိုဒီဖုန်းမှာပဲရိုက်တော့မယ်ပေါ့နော်ဆိုတော့ again thank you ပါပါကြီးကျေးဇူးတင်ပါတယ် တော့နောက်လဲဝယ်ပြီးပါအောင်ဆီယမ်မကြီးကခဏဒီဖုန်းခဏတာဆီယမ်မကြီးကချက်နေပေါ့နော်မစလာအိုးဘယ်ကောင်းမလဲမစလာမမရှိတာမရှိတာဘာနဲ့တောက်ခဏခဏဆိုတင်တာတော့ခုနကသူချက်ထားတဲ့စက်သားရယ်သမင်းနည်းနည်းရယ်ပေါ့နော်သမင်းကတော့အများကြီးမစားတော့ဘူးဒီများပဲဆိုတော့ဆိုတော့အဲစက်သားပါမယ်အဲခုနကမနက်ကချက်ထားတဲ့ ေါ်သားပါမယ်ငွေသီးစိမ့်ကပြကြောပါမယ်ပြီးရင်ကစုံမဲ့နည်းနည်းကျန်တာပါမယ်ဒါပဲညစာတော့ဒါပဲပေါ့နော်ဒါကျွန်တော်တနေ့တာဘာတွေစားလဲဆိုတာဒီသေးပြထားတာပေါ့နော်ပူပူလိုလိုအများကြီးတဲ့မစားဘူးညဘက်ဆိုရင်တော့ထမင်းကို၃ဆုံးလောက်ပဲစားတယ်အသားကိုဒီညဆိုညဘက်ဆိုအသားကိုပိုစားပြီးတော့ထမင်းကိုလိုလောက်ပဲစားတယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ရဲ့ဒီတနေ့တာဘာစားလဲဆိုတာကိုပြသထားတာဖြစ်ပါတယ်လိုပြီးစားတာ ပြထားတာမျိုးလည်းမဟုတ်ဘူးဒီပုံမှန်စားတဲ့အတိုင်းကိုစားတာပြစားပြထားတာဖြစ်ပါတယ်ပေါ့နော် yeah ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ထမင်းစားလိုက်ပါဦးမယ်ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်နေရှိပါတယ်ခင်ဗျာတိုင်းနေတိုင်း like and subscribe လေးလို့လောက်လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ရှိပါမယ် bye bye